တောင်းရှာတက်တယ်ဆောက်ယူလာအဲတက်တယ်မူတောင်းပေးတာလေတက်တယ်မူတောင်းပေးတာလေတက်တယ်မူပေးပါတောင်းပေးလေတက်တယ်မူကတောင်းပေးတာချင်းရပြဆားရချင်းရပြတက်တယ်မူကိုမေးတက်တယ်မူကိုမေးမေးစရာမလိုဘူးငါခုတက်တယ်မူကိုခုကတောင်းခုတက်တယ်မူဖုံးဆက်ပါဆက်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 ဘုံမူဝင်လေအောင်ကျွန်တော်ဖုံးဆက်ပါဆက်ဆက်ခုဆက်ပါခုဆက်ပါပြောမယ်မင်းပြောမယ်ငါလည်းပြောမယ်ကျွန်တော်လည်းပြောမယ်ဟုတ်ပြီနော်ကျွန်တော်ကဘာမှပြောတာရိုင်းတိုင်းမှုကိုပြောတာမရှိဘူးလာလာကြည့်တယ်တစ်ခွက်လုံးရှိတယ်မင်းကြည့်စုစက်ကတော့လုံးတယ်ဟဲ့စစ်သားစစ်တွေဘာလုံးနေလဲပြောရဲစစ်တွေဘာလုံးနေလဲ ်တယ်ဘယ်ဆက်ခစ်ဆက်တယ်အခုဘယ်နဲ့လဲငါဖြည့်နေတာကြာပြီရအောင် C2 ဟုတ်ပါဘူးတိုက်စာရင်ထွက်တယ်ကောတွေးကြသေးတော့ဘောလေဆိုင်နဲ့ကောမကဲရရအောင်မနော်ဘယ်ကောမကဲရတော့ဒီလိုခွဲချပြန်မနိုင်လားစောက်ရှုဖို့ insert ဖြစ်ကွာနော် insert ဖြစ်ကွာအဲ့တော့ကကြည့်ကြည့်နေလားစောက်ပါလာလာဝါတယ်ကျွန်တော်တို့ကအကုန်လုံးပြောတာစတယ်ကိုပြောတာစတော့ရောက်ဟိုခွဲကြပြန်မယ်တော့ကိုကတုံးတက်လိုက်တယ်သူလည်းကောင်းပါတယ်အဲ့ဒီကိုမူလည်းချက်ချင်းလည်းငင်းတောင်းမှန်တယ်နော်တောင်းမှန်တယ်တောင်းမှန်တယ် တောင်းမှန်တာတောင်းမှန်နော်အဲ့ပထမဆုံးဖုံးဆက်တယ်အဲ့ပုံကတကယ်တော်ထုတ်စီဖုံးဆက်တယ်ဖုံးအကော20ဆိတ်လောက်ရှိမှထင်းတယ်နော်ဖုံးဆက်တယ်ဖုံးဆက်တော့မရဘူးပေါ့ဗျာသူကအခုအမအကိုတူတီးလို့တောင်းမှန်တာပဲခွင့်လွှတ်ပေးလိုက်ပါအာတပိတော့လုံးဝခွင့်မလွှတ်နိုင်ဘူးဗျာတဲ့ဒီတော့စာရိုက်လဲစီပြီးပြီတဲ့အခုဦးတော်ယူထွေးရဖန်ခံရတော့ဘာမှမယူမွေးဘုံကြီးရဲ့အခုဘုံကြီးပေးလိုက်ပါဦးနဲ့လူတို့တဲ့အာဦးစင်အကောင်လုံးတုံးတက်လိုက်တယ်တုံးတက်လိုက်တယ်ယူစင်စစ်မှုထားဥပဒေနဲ့ပတ်သက်ဥပဒေပေါ့ဗျာနော်အကောင်တုံးတက်လိုက်တဲ့အခါမှာ ဘာဖြစ်လို့905နဲ့ဆွဲရတာတော့ဘာဦးစင်တုံးတက်ပြီလေဘာဖြစ်လို့905နဲ့ဆွဲရတာတော့ဆိုတော့အဲ့မှာဦးစင်တို့စီဒီစာရောက်လာတဲ့အခါမှာအရှင်ရရှင်းရှင်းလေးအကောင်လုံးတုံးတက်ပြီးတဲ့အခါမှာဦးစင်ကအခုအမှုကဘလို့ဘလို့ပတ်စံယူလဲဆိုပြီးလောက်အောင်မှာလို့အခုကတက်ကြီးတစ်ခုလုံးပါလို့တက်ကမှန်း905နဲ့ဆွဲရလားမသိဘူးလို့အဲ့လိုဘာလို့တော့နာမည်မပါဘူးလေတက်ကြီးတစ်လုံးလို့ပြောလိုက်တာ ਉਹ အဲ့လို905နဲ့ဆွဲရဆိုရင်တော့ဦးစင်တို့လည်းတောင်းပန်ပြပါမယ်လို့ ီ900ငါးလည်းမဆွဲဘူးပေါ့နော်ဒီဒကာကြီးတွေကိုလည်းသူတောင်းပန်ရင်တော့ချင်းချင်းတွေပဲလို့ကြေးမှာပေါ့ဒါလည်းဥစဉ်ပြောပြလိုက်တယ်ဥစဉ်တို့ပတ်သက်စာကောင်းဆောင်နဲ့ရန်ဖြစ်တယ်24နှစ်အရွယ်မှာဖမ်းခံရတယ်ဆိုတဲ့တင်ရမှားတယ်ဆိုတဲ့ကြောင့်ဥစဉ်ပြောချင်တာမလိုက်ဘူးမှုနဲ့ဖြစ်လို့ဖမ်းခံရတယ်ဆိုတာနဲ့ဒီပုံမှန်မှာ900ငါးနဲ့မဆိုင်ဘူးဆိုတာဥစဉ်ကပြောချင်တာနော် စစ်ကောင်စီကရွေးကောက်ပွဲကျင်းပရေးလုံခြုံရေးနှင့်ပြည်ညင်အေးချမ်းရေးဆောင်ရွက်ရန်ဒုစစ်ကောင်ဆောင်စိုးဝင်းကိုတာဝန်ပေးရန်ကုန်တွင်စိုးဝင်းရောက်ရှိချိန်အငိမ့်စားပုံမှုချုပ်ချူထွန်းအောင်ပြစ်တက်ခံရမှုလုံခြုံရေးပေါ်ရုံမှုဖြင့်တက်နေမှုများတတိပေးခံရ မြန်မာနိုင်ငံတော်ရွေးကောက်ပွဲကျင်းပရန်လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရန်အတွက်ဒုစစ်ကောင်ဆောင်စိုးဝင်းကတာဝန်ယူလိုက်ကြောင်းနေပြည်တော်စစ်ဖက်တရင်မြစ်ကပြောဆိုသည့်စစ်ကောင်စီကယခုနှစ်ကုန်လာမည့်ဒီဇင်ဘာလတွင်ရွေးကောက်ပွဲကျင်းပရန်ရည်ရွယ်ထားပြီးရင်းတို့ကျင်းပနိုင်ရေးအတွက်ဆုံးရှုံးနယ်မြေများအနက်မှမြို့နယ်တချို့ကိုပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်သည့်အထိပြန်လည်ရရှိရေး ရှီရင်ဆွဲစစ်တပ်ကထိန်းချုပ်ထားသောနယ်မြေများတွင်အေးချမ်းစွာဖြင့်ရွေးကောက်ကျင်းပနိုင်၏အတွက်ဒုစစ်ခေါင်းဆောင်ဆိုးဝင်းကဦးစီးဆောင်ရွက်မည်ဖြစ်ကြောင်းသိရှိရသည်။ကဆတ်ထမှုတွေနှင့်စစ်တိုင်းမှုတွေပြည်내တိုင်းဝန်ကြီးချုပ်တွေအားလုံးကရွေးကောက်ပွဲကျင်းပဖို့လုံခြုံမှုရှိစေရေးလုံခြုံရေးအစီအမံတွေစပြီးလှုပ်ခိုင်းနေပြီ။ ဲ့ဒီအတွက်ဦးစီးဆောင်ရွက်မဲ့သူကဒုတက်ချုပ်ဖြစ်ပါတယ်သူကလုံခြုံရေးဆိုင်ရာကြီးကြပ်ကုတ်ကဲမှာဖြစ်ပါတယ်မေလာဇန်းပိုင်းမှာလုတ်တဲ့စစ်ပတ်ဆိုင်ရာအစည်းအဝေးတွေနဲ့အရက်ဖက်အစည်းအဝေးတွေမှာအဲ့ဒါကိုတရားဝင်ဆုံးဖြတ်ပြီးတော့ဒုတက်ချုပ်ကတာဝန်ယူလိုက်တယ်လို့သိရပါတယ်ဟုနေပြည်တော်စစ်ဖက်တရင်ရင်မြစ်ကပြောဆိုသည်ဒုစစ်ကောင်းဆောင်စိုးဝင်းသည်ကရင်ပြည်နယ်မြဝတီမြို့ကိုပြန်လည်ရရှိရေးအောင်စရာစစ်ကြောင်းကိုဥဆောင်ခဲ့ဘူးတော်လဲရင်းအောင်စရာစစ်ကြောင်းမှာမိတိအောင်မြင်မှုမရှိဘဲလက်ရှိတွင်ထိုင်းမြန်မာနယ်စပ်ရှိစစ်တပ်စခန်းများအလုံးကို KNLA ဦးဆောင်သောတော်လန်ရေးတပ်များကတိမ့်ပိုက်နေခြင်းကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်တစ်ခုလုံးကိုတော်လန်ရေးတပ်များကတူများတိုင်းဝန်ပိတ်ဆို့ခံရခြင်းများဖြစ်ပေါ်လျက်ရှိသည်အမျိုးများလုံးမင်္ဂလာပါဗျာဒီနေ့23ရက်9လပိုင်း2025ဖြစ်ပါလေဗျာဦးဇင်းတို့မိထီလာမှာဖြစ်သွားတဲ့မလိုင်ရဘုံမှုနဲ့ဟောမလိုင်ဘုံမှုနဲ့ဒီမိထီလာကပတ်သက်လာကောင်းဆောင်ဇော်ထွင်းတို့ရဲ့အကြောင်းလေးကိုဒါဦးဇင်းပြောပြခြင်းလို့ပါဗျာနော် ဘာကိုပြောပြချင်တာလဲဆိုလို့ရှိရင်ဒါဒီတည်းကတော်တော်များများလဲလိုင်းပေါ်မှာကနော်ဒုက္ကမကြီးဝေဖြူအောင်ပေါ့နော်ဝေဖြူအောင်နဲ့မလိုင်းကဟိုပါပေါ့နော်အစိုးထွန်းတို့ရဲ့ဖြစ်စဉ်ကဘယ်တော့မှဖြစ်တာလဲဆိုလို့ရှိရင်29ရက်3လပိုင်း2000နဲ့မှ25ကနေဖြစ်တာနော်29ရက်အဲ့နဲ့ဖြစ်တယ်ပေါ့ဗျာအဲ့ဖြစ်တော့ဖြစ်ဖြစ်ချင်းတော့ဒီမှာဥစဉ်တွေဒီသူတို့ရဲ့ဟိုတရားတော်ထွန်းတို့ရဲ့ဒါဆရာတော်ကတော့တောင်းတာလေးဆရာတော်တောင်းတာလေးဆရာတော်ဖြစ်တယ် ဦးမင်းရဲ့ဖုန်းနံပါတ်ကိုမယူမွန်ကနေတစင်ပေးလိုက်ပုံကြမယူမွန်ကနေမှာတစဆစ်တယ်တက်တဲ့ခါမှာအကျိုးအကြောင်းပြောကြတယ်ပေါ့အကျိုးအကြောင်းပြောတာဗီဒီယိုဖိုင်လေးဦးစင်းစီပို့လိုက်တယ်နော်လူလို့ဆရာတော်စီလည်းပို့ရေပို့မှာပေါ့နော်အပို့လိုက်တဲ့ခါမှာဦးစင်းကနေမှာကိုယ်တော့တုံးတက်လိုက်တယ်ဟုတ်ပြီဒါဘုံမှုမပါကြီးဘုံမှုမပါကြီးဖြစ်တဲ့တော့ကြောင့်မလိုင်းရဘုံမှုစီဦးစင်းချက်ချင်းဖုံးဆက်တယ်နော်မလိုင်းဘုံမှုစီကိုဆက်တယ်ဒဂါကြီးဒါတော့ဒါလို့မသိလားမဒါလို့လို့ဖြစ်သွားတယ်ဒီဖြစ်စင်မှာတော့ဒဂါကြီးမူးလို့ပဲဖြစ်ဖြစ်ဒဂါကြီးအကြောင်းမမှုကြောင့်ဘယ်လိုပဲဖြစ်ဖြစ်ဖြစ်စင်အားလုံးကိုတုံးတက်လိုက်မယ်ဆိုရင်ဒဂါကြီးမားတယ်ဒဂါကြီးမားတယ် ဲတကားကြီးမားတဲ့အတွက်ကြောင့်တကားကြီးတောင်းပန်ရမယ်အချင်းချင်းနေမကောင်းဘူးနော်သူလည်းကောင်းပါလေအဲ့ဒီဘုံမူလည်းချက်ချင်းလည်းငင်တောင်းပန်လေနော်တောင်းပန်လေတောင်းပန်လေတောင်းပန်တာတောင်းပန်နော်အဲ့ဒီပထမဆုံးဖုံးဆက်တဲ့အဲ့ဘုံမူကတကားတော်ထုတ်စီဖုံးဆက်တဲ့ဖုံးအကောင်20ဆိတ်လောက်ရှိမှချင်းတယ်နော်ဖုံးဆက်တယ်ဖုံးဆက်တော့မရဘူးပေါ့ဗျာမရတော့သူဒီကမိထီလာကတက်နေမှုတက်နေမှုဒုတက်နေမှုအစင်းအောင်ရှိမှချင်းတယ်နော်အဲ့ဒီတက်သေးကတကားယူလေဥစ္စာဖုံးလိုက်တဲ့တကားကြီးတော်တော်လို့ရှိတယ် နော်ရုံးမှာတောင်းတမှုကတော့မလန်းဘုံမှာလာမယ်အဲဒကာကြီးသူ့ကိုလည်းခေါ်ပေးလိုက်ပါအဲဒကာသောယူထွေးနေနဲ့ဥစဉ်ဖုံးဆက်ထားတော့လုံးဝမကင်တော့ဘူးဥစဉ်ပြောချင်တာကဒကာကြီးရဲ့လို့အချင်းချင်းမှသူကပဲဗျာမှားတယ်မှားလို့ဝင်ခံလိုက်ကရန်လူတွေမှမဟုတ်တာမိတ်ဆွေတွေပဲအဲတော့မှားလို့သူကအခုအမကိုလူတီလို့တောင်းမှန်တာပဲဖွင့်လို့ပေးလိုက်ပါအာတပိတော့ကလုံးဝခွင့်မလို့နိုင်ဘူးဗျာတဲ့ဒီတော့စာရည်လက်စီပြီးပြီတဲ့နောက်ဆုံးနောက်ဆုံးကဒကာကြီးရဲ့လို့အတက်နေရတယ်တစင်းသွားတောင်းမှန်ခိုင်းမှာတော့သွားပြီလေတောင်းမှန်တယ်အဲ့တော့ဖွင့်လို့မရဘာညာတော့မလို့အထက်ပဲစတင်မယ်ပေါ့ဗျာလူတင်တဲ့စာရည်ကိုလည်းဥစဉ်စီကိုပို့ထားတယ် သူဒီတိုက်တယ်မှာပေါ့နော်အဲ့ဒါဥသိန်းနဲ့လုံးဝဆက်တွေ့လို့မရတော့ဘူးတောင်တာလေးနဲ့ပဲတိုက်မယ်မှာပေါ့တောင်တာလေးနဲ့ပဲလုံမှာပေါ့သူတို့ဆရာဒါဆိုရင်ခင်ဗျဘာဖြစ်လို့ကြောက်စီကိုဖုံးဆက်နေရတော့လို့တောင်တာလေးရှိနေရဘာဖြစ်လို့ကြောက်စီကိုဆက်တွေ့နေရတော့လို့တို့ကအချင်းချင်းတွေမလိုအပ်တာတွေမဖြစ်အောင်ဒါကြီးအပြည့်ပြတ်နိုင်သွားလို့ရှိရင်သူများပြောစရာဖြစ်မှာဆိုလို့လို့သူများတွေကအမျက်ထုတ်သွားမှာတစ်ဖက်ကနေအမျက်ထွက်သွားမှာလို့ဒါဥသိန်းနဲ့ဆက်တွေ့မှုမရတော့ဘူးပေါ့ဗျာနော်အခုဦးစောယူထွေးရဖန်ခံရတော့ဒါကနိုင်ယူမွန်ရဘုံရဲ့ကူညီပေးလိုက်ပါဦးနဲ့လို့တဲ့ဥသိန်းအကောင်လုံးတုံးတက်လိုက်တယ်တုံးတက်လိုက်တယ် ်ပြုစုစမှုထားဥပဒေနဲ့ပတ်တဲ့ဥပဒေပြနော်အကုန်တုံးတက်လိုက်တဲ့အခါမှာဘာဖြစ်လို့905နဲ့ဆွဲရတာတော့ဘာဥစဉ်တုံးတက်ပြီလေဘာဖြစ်လို့905နဲ့ဆွဲရအောင်ဆိုတော့အဲ့မှာဥစဉ်တို့စီဒီစာရောက်လာတဲ့အခါမှာအရှေ့ရရှင်းရှင်းလေးအကုန်လုံးတုံးတက်ပြီးတဲ့အခါမှာဥစဉ်ကသူ့ရဲ့ကိုယ်စော်ထွက်အမားကလည်းဆက်တွေ့တယ်ဒကမာကြီးဒီတမ်းမှာတရားတေကနေဥပမာဆိုကြပါစို့ဗျာလို့တရားတေကနေခင်ဗျာဗျာလို့ဒီရ ဒီလိုစဥပဒေနဲ့ပြထိုင်းနဲ့ဗာညာစားတယ်လန်စားတယ်ဗာဆိုရင်တော့မှဗျာလို့ဒါပေမဲ့အဲ့ဒီဘဲဘူးမှာစားတယ်ဘဲဘူးမှာဘလို့ဘလို့ပတ်စံကြီးလဲဆိုပြီးလောက်ရမှာလို့အခုကတက်ကြီးတစ်ခုလုံးပါလို့တက်ကမှန်း905နဲ့ဆွဲရလားမသိဘူးလို့အဲ့လိုဘာလို့လဲဆိုနာမည်မပါဘူးလေတက်ကြီးတစ်ရက်လုံးလို့ပြောလိုက်တာဟုတ်အဲ့လို905နဲ့ဆွဲရဆိုရင်တော့ဦးစင်းတို့လည်းတောင်းပန်ပြပါမယ်လို့ဒီ905နဲ့မဆွဲဘူးပေါ့နော်ဒီတကာကြီးတွေကိုလည်းသူတောင်းပန်တော့ချင်းချင်းနေပဲလို့ကျေးမှာပေါ့ဒါလည်းဦးစင်းပြောပြလိုက်တယ်နောင်တာလေးဆရာတော့ဦးစင်းဆက်တဲ့အခါမှာလည်းနောင်တော်ကြီးအဲ့လိုဟာရှိတယ်တကယ်လို့ ဘုံမူဘဒူကဘဒူကလတ်စားတယ်ဘုံမူဘဒူကစစ်မှုထမ်းဥဒီမှာဘလောက်ဘလောက်ရှိရဆိုရင်တော့တပြိုတော့ကဒီငါရဲ့ဥပဒေနဲ့မညီဘူးဖရားလို့အဲ့လိုမဟုတ်ဖက်နဲ့နာမည်မပါဘဲနဲ့တက်ကိုကြီးလိုက်တယ်ဆိုတော့ဒါနဲ့တပြိုတော့ကြီးနိုင်တဲ့အနေထားရှိတာပေါ့လို့အဲ့တော့တပြိုတော့ဖရားလို့လောက်လားအရှင်းရှင်းလေးဥဒင်းတော့ကဲနာရှင်သွားပြီးတောင်းမယ်တောင်းမယ်လို့မရရင်လုံးတင်လုံးတိုက်တာလုံးမယ်အချင်းချင်းနေရန်သူမဟုတ်ဘူးဟုတ်လားချင်းချင်းနေရန်သူမဟုတ်ဘူးဒါနဲ့အခုပြောတာနဲ့ပတ်သက်ပြီးအားလုံးကပြည်သူစေအားလုံးဥစဉ်ကိုမုန်းကြီးမုန်းလိုက်မယ်ဒါဥစဉ်အမှန်တရားအမှန်တရားကိုပြောတာတချို့တည်င်းဌာနတွေမှာတွေ့တယ်ဘာတွေ့ရလဲဆို အဲ့မလိုက်ရဘုံမှုကလည်းမလိုက်မှနာမည်ကောင်းရှိလားဆိုမလိုက်မှနာမည်ကောင်းမရှိဘူးနော်အဲ့ဒီဘုံမှုကဥစဉ်လိုက်เสียလည်းအကြောင်းမရှိဘူးလိုက်လိုက်เสียလည်းအကြောင်းမရှိဒါဥစဉ်အမှန်တရားကိုပြောကြခြင်းဖြစ်တယ်မလိုက်မှလည်းသူနဲ့ဒီလိုလူလူကြမှာနာမည်ကောင်းမရှိဘူးနော်ဒါမလိုက်ရင်ဒီလိုလူလူရဲ့ပြောစကားပေါ့ဗျာတချို့ကဒီမလိုက်ဘုံမှုနဲ့ဥစဉ်တို့ဘက်ကစားကောင်းဆောင်နဲ့ရဖြစ်တယ်24နိုင်ရွေးမှာဖန်ခံရတယ်ဆိုတဲ့တည်းကမှားတယ်ဆိုတဲ့အကြောင်းဥစဉ်ကပြောချင်တာမလိုက်ဘုံမှုနဲ့ဖြစ်လို့အဖန်ခံရတယ်ဆိုတာနဲ့ဒီပုံမှန်မှာ905နဲ့မဆိုင်ဘူးဆိုတာဥစဉ်ကပြောချင်တာနော်အဲ့တော့မလိုက်ဘုံမှုနဲ့ဖြစ်တာက 29ရက်3လပိုင်း2025မှာ25ဖြစ်တယ်အခုက73ရက်5လပိုင်း2025မှာဖြစ်တယ်အဲ့တော့ပြောချင်တာကလုံးဝလုံးဝမဆောင်ဒါပေမဲ့မဆိုင်နိုင်ငံရေးဒီဖြစ်သွားတဲ့အကြောင်းမှာတော့ကိုမဲရောက်ကတော့ဒါလေးကိုအမျက်ချော်ရတာပေါ့ဗျာဘုံမှုတွေကဘာညာအားနာရှင်းစမ်းလဲအဲ့ဒီဘုံမှုဒီဟာနဲ့ပတ်သက်ပြီးတော့သူကတောင်းပန်တယ်အဲ့တော့တိုင်တဲ့ခါမှာအရေးမကြီးတာအရေးကြီးတာတိုက်ရအလုတ်တိုင်မှုတွေရဲ့အလုတ်စစ်တပ်ရဲ့အလုတ်ဟောင်းနဲ့ဒီ905နဲ့ဒီဘုံမှုနဲ့မဆိုင်ဘူးဆိုတော့အားလုံးပြောချင်တာဖြစ်တာက29ရက်3လပိုင်း2025မှာဖြစ်တာ ကိုစောဦးထွန်းတို့ဖြစ်တာက73ရက်5လပိုင်း2025မှာဖြစ်တာဘာလဲပြောပြော905နဲ့ဆွဲတဲ့ပုံမှန်ဒီဦးစင်းတို့အမြင်တုံ့တက်ရမယ်ဆိုရင်တော့အချင်းချင်းတွေပဲခေါ်ယူဆုံးမရင်ရတဲ့အနေထားကိုမှားတယ်လို့ပဲဦးစင်းတို့ကတော့တုံ့တက်ခြင်းနဲ့မှားတယ်လို့ပဲတုံ့တက်ခြင်းနဲ့ကိုစောဦးထွန်းအနေနဲ့ဘာတစ်ခုမှားရလဲဆိုရင်ဒီတက်မှာပေါ့ဗျာဥပမာဆိုကြပါစို့တက်နာမည်ကိုမထက်တက်နာမည်ကိုဟိုမထက်တင်တာပေါ့ဗျာနော်တက်နာမည်ကိုဦးစင်းတို့ကတက်နာမည်မထက်ပဲနဲ့တကယ်လို့များအဲ့ဒီနေရာမှာဝုံမှုဘယ်သူဘယ်သူပဲဝါပါဆိုထည့်လိုက်ရင်ပုံပြီးမှကောင်းတယ်လို့ဦးစင်းတို့ကတော့တုံ့တက်ခြင်းနေဗျာနော် ဒါဥစဉ်တို့စီမှာကတော့စားရရတော့အကုန်ရှိပြီးသားပါအဲ့တော့ဦးဇင်းတို့တက်ရနာမယ်ကတော့တရမက်ရှိလာတက်မှာတရတည်လို့ပဲထင်တယ်ဗျစာရီကတော့ဦးဇင်းစီမှာတော့အများကြီးပို့ထားတာရှိတယ်နော်အဲ့အဲ့ဒါနဲ့ဦးဇင်းတို့ကပတ်သက်ပြီးမှဒါကနိုင်ငံရေးမှာဒီတိုက်ဆိုင်မှုလားဘာလားတော့မတွေးပေါ့ဗျာနော်အမျက်ထုတ်သွားတာကတော့ဟိုဘက်ရောက်ကကလူတွေကအမျက်ထွက်သွားတာတော့အမှန်လေးဗျာနော်အဲ့လိုင်းတော့မှဒီကစတင်နေဆိုရယ်ဦးဇင်းတို့ကတော့သိပါနေပါနော်ဘာဖြစ်လို့လဲဆိုတော့ဦးဇင်းတို့ကဒီတိုက်ဆောင်မှာဒီကဆက်ပြီးမှမပေါင်းဘူးတပိတ်စခန်းမှာကလေးက ဦးဇင်းတို့2000နံမှာစက်ခွင်တပိတ်စခန်းမှာကြရဘဒူကဘဲကိုတော့ကဘဒူဘဒူကဘလို့ဘလို့အမြတ်ထော်သွားတယ်မဆိုဦးဇင်းတို့တွေ့ပြီးသားဦးဇင်းတို့ကတွေ့ပြီးသားအဲ့တော့ဦးဇင်းတို့ကဝေးဝေးရနေတယ်မပေါ့ဘူးသိပြီးမှမဆက်ဆံဘူးဒါပဲအခုတပိတ်စခန်းမှာအာဘောဟာဟိုတန်းစင်တို့ဘဒူတို့ဘလို့လောက်ဝါရထောင်းအထွက်လာတော့ဘလို့ဖြစ်တယ်ဘလို့တွေဘလို့ဘလို့ရလာမသားဦးဇင်းတို့တွေ့ပြီးသားနော်အဲ့တော့ဦးဇင်းတို့ကဝေးဝေးရလဲရှောင်းတယ်အဲ့တော့အချင်းချင်းနေအေးဆေးဆေးပြရမယ်ရာဟုတ်တစ်ခါကအမြတ်ထွက်သွားတာတော့မကောင်းဘူးပေါ့ကြနော်တချို့ကပူပူနွေ့နွေ့ကြီးဖမ်းမိတယ်ပူပူနွေ့နွေ့ပြည်သူစစ်တွေနဲ့ပတ်သက်လာလို့ရှိရင်ဦးစင်းကပဲရှေ့ကမမရမမရက်တည်ပြီးမှအမုန်းခံခဲ့တာ ရှေ့ကနေမားမမတ်ရက်တီမှရင်ဆိုင်ခဲ့တာဆိုတာလေမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူစစ်တီရောမန္တလေးမှာရှိတဲ့ပြည်သူစစ်တီရောအားလုံးအတီးဆုံးပါဗျအားလုံးတာပါဗျ